မိုင်းခုံမျိုးအမတ်နေ့ရက်ွက်တရာပြင်လေပြုပြင်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းဆက်ခရိုင်မိုင်းခုံမျိုးအမတ်တရက်ွက်နဲ့အမတ်နေ့ရက်ွက်တို့ကိုဆက်သွယ်ပေးထားတော့တရာပြုပြင်ခြင်းကိုဇူလိုင်လ၂ရက်နေ့ကဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ထို့သူပြုပြင်ထိန်းသိမ်းရာတွင်ကွန်ကရစ်လမ်းရေတိုက်စားခြင်းကြောင့်တရာပြည့်စည်မှုဟာမိုင်းခုံမျိုးရှိတရင်တပ်ဖွဲ့များ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရက်ွက်သူရက်ွက်သားများ၏စုပေါင်းဝင်အဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ရည်ရွယ်ချက်မှာမိုင်းခုံမြို့နေအများပြည်သူအနေဖြင့်မိုးရသည့်ကာလတွင်သာမကဆန္ဒလရာသည့်ကာလပတ်လုံးပုံမိုလွယ်ကူအစဉ်ပြေချောမွေ့စွာတွာလာနိုင်ရေးအတွက်ရှေးရှု၍ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်ခမညာ။